ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရိုရာဘေးရင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္လာသားသမီးများကျူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနီဘုံမြမရိုရာအထဟောကိန်းဆောင်မှာဟောကြားထားသောတနင်္လာသားသမီးများအတွက်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှ16ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကိုပြည်ပြည်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတအုပ်စေတနာတအုပ်မြတ်သားဆိုသလို Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုမရစေ။ င်အစ်စ်တနိုင်းတီအောင်လဲဘိနောက်ခေါင်းလောင်းလေးကိုလဲနှိပ်ထားပေးခဲ့ဖို့မမိနဲ့နော် တနင်္လာအသာသမီးများအတွက်15ရက်စာဟောစတန်ယခုကာလအတွင်းမှာလူမှုရေးပြဿနာအိမ်တွင်းရေးပြဿနာများအလိုလျောက်ဖြစ်ပေါ်လာတဲ့ညူစုဆောင်ပြောင်းခြင်းများခံရတတ်ပါတယ်။လူညင်းများလူရှုံများနဲ့ကြုံတွေ့ရတဲ့တဲ့တိုက်ခထိခိုက်ကြဆင်းအောင် အတင်းပြင်းပြောသူများနဲ့ကြုံတွေ့ရမယ်။မွေပင်းငွေယူတရေရှိပါလက်လွယ်၍လက်လွင်ခြင်းဆုံးရှုံးခြင်းများဖြစ်တတ်ပါတယ်။ခြေလက်တွင်ဖြစ်စေအကျိုးတွင်ဖြစ်စေထိခိုက်ခြင်းများဖြစ်တတ်တယ်။မိသားစုတွင်ချမ်းမြေကိစ္စဒါမှမဟုတ်အမွေကိစ္စများစကားပြောရခြင်းစကားများခြင်းများ များကြုံရမယ်မလိုအပ်ဖဲစနေနံပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုလုပ်သင့်ပါဝယ်ယူသုံးစွဲပါကအကြောင်းတိုက်ဆိုင်စွာပြဿနာအခက်အခဲဖြစ်တတ်ပါတယ်စိတ်နှောက်ရှက်ဖြစ်ရမယ်ရင်းနဲ့ပတ်သက်သောအပျော်ခီးများတအားသမျှရှောင်ပါကျန်းမာရေးအထူးသတိရှိရပါမယ်ရင်ဘတ်အဆုံနဲ့ချွဲတလိမ်များဒုက္ခပေးတတ်တယ်အမည်အတွင်းမှာ ကခပဖမပါသောသူများကိုသတိထား၍ဆက်ဆံပါ၎င်းတို့နှင့်ဓာရိုက်သော၎င်းတွယ်ဝ၍သော၎င်းပြဿနာဖြစ်တတ်ပါတယ်ပြိုရွယ်သူများအဖို့အတော်အလားအနေထိုင် ုင်းအပြော့အစအထူးစင်ခြင်းရပါမယ်ဆွ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 ပြောဆိုခံရခြင်းနာမည်သိခါကြဆင်းအောင်ပြုမှုခြင်းများခံရတတ်တယ်နေအနည်းပါမှာပစ္စည်းအပြောက်ရှာများမယ်တခုတဝက်အန်နေတကယ်ယူဆိုင်ပါတောတဖုံးဒုက္ခပေးတတ်တယ်စေုံစေကန်းရောက်သည့်အထိဖြစ်တတ်ပါတယ်ကိုယ့်အိတ်ထဲမှာငွေကြေးကိုမသုံးမဲမိမိထမ်းမှယူငင်သုံးဆွဲတော်သူများနဲ့တွေ့ရတတ်တယ်နိုဝင်ဘာလ၈ရက်၁၇ရက်၁၄ရက်၁၅ရက်၁၈ရက်နေ့များတွင်အရာရာအဆင်ပြေမယ်အခက်အခဲများကြော်လွားနိုင်မယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မယ် ်မိသားစုလိုက်အုပ်စားစည်းဝန်းတိုးတက်မယ်ကာလအတန်းကြာမတင်မကျဖြစ်နေသောပြဿနာများပြင်းမြောက်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်တနင်္ဂနွေနေ့မွေးသောသူများနှင့်ပူးပေါင်း၍လုံသောကိစ္စများမှထူးခြားသောအကျိုးဆက်များရရှိမယ်နိုဝင်ဘာလ9ရက်10ရက်12ရက်16ရက်18ရက်19ရက်နေ့များတွင်အညံ့ရှိတပါတယ်စိတ်နှောက်ရှက်ရှိမယ်ခေါင်းတွင်မတော်တဆထိတ်ကိုက်မိတတ်တယ်မွေးကြီးရစရာများကြန့်ကြာမယ်ယဉ်သိသူများနှင့်စကားများတတ်ပါတယ်အစအစအရာရာစီစဉ်ထားပြီးနောက်ဆုံးအချိန်နှင့်ရောက်မှမှန်းချက်မက ကိုက်အပျက်စီးကြုံရတတ်ပါတယ်။တငယ်ချင်းများတောက်ကြနေမွေးသောသူများအမျိုးသမီးများနဲ့တွေ့ရဆက်တင်မနေတဲ့မှာပြဿနာဖြစ်တတ်ပါတယ်။နိုဝင်ဘာလ9ရက်6ရက်9ရက်13ရက်နေ့များတွင်အရာရာအဆင်ပြေမယ်။အခက်အခဲများကျော်လွားနိုင်မယ်။ရန်နဲ့ရှင်ပြန်၍လုံသောကိစ္စများမှထူးခြားသောအကျိုးမြတ်များရရှိမယ်။နေရာထိုင်ခဲ့အတွက်စကားပြောဆိုမှုများအောင်မြင်မယ်။ပညာသင်တဲ့ကိစ္စများဆောင်ရွက်အဆင်ပြေမယ်။ကျမ်းမာရေးအတွက်စေဝါကုသခံရတတ်ပါတယ်။နေဝင်ခြင်းတွင်တောင်ဖို့အလိုလျောက်ပေါက်ခြင်း၊ကမွင့်ပင်ပေါက်ခြင်း င်းကြုံရတတ်တယ်အထူးကောင်းသောနမိတ်ဖြစ်ပါတယ်အကျိုးပေးသောအရာအပြာရောင်အနုအရင်အဖြူရောင်မိခိုးရောင်စိမ့်ပြာရောင်နုနှင့်ရောင်ကြုံနှင့်ရောင်ခရမ်းရောင်တို့ကိုဒီအပိုင်းတွင်အဓိကထားဝတ်ဆင်၍ကောင်းသောကံအကျိုးပေးမှုကိုရရှိနိုင်ပါတယ်ကံကောင်းစေသောပန်းများမှာဒဇင်ပန်းတစ္ဆပန်းရောင်စုံနှင်းစီပန်းရောင်စုံလီလီပန်းတရဖီပန်းပုံရက်ပန်းပွင့်တို့သည်အိမ်အေးချမ်းချင်းနှင့်လလဘပွင့်လန်းစေသောပန်းအညွန့်များဖြစ်ပေရာမကြာခဏဖျားကတ်လှူပေးပါယခုကာလအတွင်းတေ ယုတ်စကားပန်းဖရမလူကောင်းမှာအချိုးပေးသောခဏမြမှာယခုကာလအတွင်းတနင်္လာနေ့မွေးသူအားလုံးတို့သည်အတိတ်နမိတ်ထူရရသော၎င်းထူးခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံကွန့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအချိုးပေးသောခဏမြမှာ၈၄၆ခဏမြဖြစ်ပါれရရရနေရှိအန်ဆွေများတန်ရှင်းအောင်ဆောင်ရွက်ပါပုံစံပတ်နှင့်လမ်းဖို့ကုသူယူပါကော်ဖီကွက်ဖန်ကွက်အကွက်အချိုးပေးများကိုရှာဖွေ၍ဆွံ့ပြပါတနင်္လာသားသမီးများအားလုံးကိုစိတ်နှဖျားကြမ်းမာ များချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဒန်နလာသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွမ်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ ကျေးဇူးတင်ပါတယ်မြမယိုရာဗီရင် channel မှာနာမည်ကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဗီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်